ထူမန်နှင့်အကောင်ဇနစ်တကျဖွဲ့နည်းလဲကိုလက်တွဲပြောပြပေးပါမယ်ထူမန်နှင့်ကောက်တကူရှိယုံနံထိုင်းမြန်မာငွေလွန်ငွေလိုက်ခါမလာဈေးဝယ်တဲ့အခါထူမန်နှင့်ကောက်နံငွေပေးချေးမလာဒါမှမဟုတ်ကိုတိုင်ဖုံးဝဲဖြစ်ချင်းတလားစားတဲ့ဖြင့်လိုလိုရတဲ့အရာတွေကတော့အများကြီးရှိပါတယ်โอเคစေဝင်းစားတယ်ဆိုရင်ကျွန်တော်နဲ့အတူတူထူမန်နှင့်ကောက်လဲဖွဲ့ကြည့်ပါမယ် Let's go ဒီနေ့ရမှာကျွန်တော်တို့ထူမန်နှင်းကောက်ဖွဲတဲ့အချိန်မှာဒီလိုမျိုး refire လေကနေကျွန်တော်တို့ထူမန်နှင်းအကောက်ဖွဲတဲ့ဆိုရင်တော့ ော်အကောက်ပွင့်တန်းကတော့အချင်းပို့ပြီးများတာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒီ refire လေလေးကိုကျွန်တော်ရဲ့ message တော့ two man နဲ့အကောက်ဖွဲလို့ရအောင်ဗီဒီယိုရဲ့ description ဒါမှမဟုတ် comment လေးမှာလေလေးချပေးထားမှဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော် refire လေလေးထက်ကိုတစ်ချံဝင်လိုက်ပါမယ် ကျွန်တော်တို့ Lifire လေလေထက်ကိုဝင်းလို့ပြပြဆိုရင်တော့ Dearborn ကတဲ့ဖုန်နံပါဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ဒီနေရာမှာထူမန်ရဲ့အကောက်ဖွဲ့မှာဖုန်နံပါကိုထပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီနေရာမှာကျွန်တော်အခုဖွဲ့မှာထူမန်နင်းကောက်ရဲ့ဖုန်နံပါကိုတချမ်းထပ်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ထူမန်နင်းအကောက်ဖွဲ့မှာဖုန်နံပါကိုထပ်လို့ပြပြဆိုရင်တော့ဒီရောက်က၄ထောက်ကွယ်လေးမှာမှတ်ချက်ချလိုက်ပါနော်ကျွန်တော်တို့ဒီလောက်မျိုးမှတ်ချက်ပြရောက်လဲချက်ပေးလို့ပြပြဆိုရင်ဒီရောက်ကအဝါရောက်လေးနဲ့အတီးပြူမြေဆိုတဲ့ကောက်ကိုတချမ်း န်နေလိုက်ပါဒါဆိုရင်ကျွန်တော်တို့ထူမန်နေ application ထဲကိုရောလာမှဖြစ်ပါတယ်နော်ဒီဖုန်နံပါတ်ထဲပါဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ခုနကထူမန်နေအကောင့်ဖွင့်မယ်ထပ်ထားတဲ့ဖုန်နံပါတ်ကိုပဲထပ်ပေးရမှာဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာထူမန်နေအကောင့်ဖွင့်မယ်ခုနကဖုန်နံပါတ်ကိုတစ်ချက်ထည့်လိုက်ပါမယ်ထဲလိုပြည်ပြည်ဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာဒီအောက်ကဝါရောက်လေးနဲ့ရှေးတိုးဆိုတဲ့ကောက်ကိုတစ်ချက်နေလိုက်ပါ โอเคဒါဆိုရင်ဒီနေရမှာသူကတော့ကျွန်တော်တို့ထထားတဲ့ဖုန်းနံပါတ်ထဲကိုဒီနေရမှာ OTP နံပါတ်ပိုလာပေမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီမှာသူကတော့ကျွန်တော်ကို OTP ပိုလာပေပြီးဖြစ်ပါတယ်เนาะဒီနေရမှာကျွန်တော်သူပိုလာပေတဲ့ OTP နံပါတ်ကိုတစ်ချံထည့်လိုက်ပါမယ်ထည့်လို့ပြပြဆိုရင်တော့တယောက်ကအဝါရောက်လေးနဲ့ OTP ကိုအတည်ပြုပါဆိုတဲ့အကောင့်ကိုတစ်ချံထည့်နေပါမယ် ဒါဆိုရင်ဒီနေရာမှာကြတော့ကျွန်တော်တို့ထူမန်နေရဲ့ policy စီမေစီကံတွေကိုလက်ခံကြအောင်ဒီရောက်ကကျွန်တော်တို့ဝါရောက်လင်းနဲ့ SM Time for စာပေပြတဲ့ကောက်ကို တချန်နေလိုက်ပါ โอเคအနောက်တဲ့ဆင်ကျွန်တော်တို့ထူမန်နင်းကောက်ဖွဲမဲ့ passport ဒါမှမဟုတ် CIS ဩကွန်ကျွန်တော်တို့ဒီနေ့ရမှာ scan ဖပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ရမှာကျွန်တော်တို့ထူမန်နင်းအကောင့်ဖွဲတဲ့အချိန်မှာကျွန်တော်တို့က passport ဒါမှမဟုတ် CIS ဩတခုကတော့လိုတာဖြစ်ပါတယ်နော်โอเคဒီနေ့ရမှာကျွန်တော်ကတော့ CIS ဩနဲ့ဖွဲပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီရောက်က passport ကို scan ဖပါဆိုတဲ့အကောင့်ကိုတချမ်းနေလိုက်ပါဒါဆိုရင်ဒီလိုမျိုးကင်မရာလဲပွေလာမှာဖြစ်ပါတယ်နော်ဒီနေ့ရမှာကျွန်တော်တို့ထူမန်နင်းအကောင့်ဖွဲမဲ့ CIS ဩ င်ကုန်ကျွန်တော်တို့ဓာတ်ပိုးရိုက်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီနေ့ရမှာကျွန်တော်ကောက်ဖွဲမှ CI ဆော့အိုရဲ့ဓာတ်ပိုးကိုတစ်ချက်ရဲလိုက်ပါမယ်နော်အနောက်တဆင်တင်မြန်နာကို skin ဖာပါဒီနေ့ရမှာကြတော့ကျွန်တော်တို့ရဲ့မြန်နာကို skin ဖာပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီနေ့ရမှာကျွန်တော်ရဲ့မြန်နာကို skin ဖာမှဖြစ်တဲ့အတွက်ကြောင့်ဒီအောက်ကလက်ခံပြေး skin ဖာပါဆိုတဲ့ကောက်ကိုတစ်ချက်နေလိုက်ပါမယ်ဒီနေ့ရမှာကျွန်တော်ရဲ့မြန်နာကိုတစ်ချက် skin ဖာပေးလိုက်ပါမယ်နော် โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ရဲ့မျက်နှာကို scan ဖာလို့ပြီးပြီဆိုရင်တော့ထလောင်းချက်လန်ထပ်ပါဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာလက်ရှိနေနေတဲ့လေဆာကိုဖြီးပင်းရမှာဖြစ်ပါတယ်ဒီအပေါ်ကကျွန်တော်တို့နေနေတဲ့လေဆာကိုဖြီးမဖြစ်တဲ့အတွက်ကြောင့်အချက်လန်များရွေးရဆိုတဲ့အကောက်ကိုတစ်ချက်နေလိုက်ပါโอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ထိုင်းနိုင်ငံမှာလက်ရှိနေနေတဲ့လေဆာကိုရွေးပင်းရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီနေရာမှာတစ်ချက်ရွေးပင်းလိုက်ပါမယ်โอเคခရိုင်နောက်ပြီးတော့ကျွန်တော်တို့ခရိုင်ခွဲနားပါကိုတစ်ချက်ရွေးလိုက်ပါနော် ီးရင်တော့တယောက်ကစားတဲ့ကိုဆိုးတဲ့နေရာမှာကြတော့ကျွန်တော်တို့လက်ရှိနေနေတဲ့စားတဲ့ကိုကိုထပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာတယောက်ကစားတဲ့ကိုထပ်ပါဆိုတဲ့ကောက်ကိုတစ်ချက်နေလိုက်ပါဒီနေရာမှာကျွန်တော်တို့လက်ရှိနေနေတဲ့စားတဲ့ကိုကိုတစ်ချက်ထပ်လိုက်ပါပြီးတော့တယောက်ကလိမ့်စားဆိုးတဲ့နေရာမှာကြတော့လက်ရှိနေနေတဲ့နေရာလမ်းအမီကိုတစ်ချက်ထပ်ပေးလိုက်ပါနော်ဒါဆိုရင်ကျွန်တော်ဒီနေရာမှာလိမ့်စားတစ်ချက်ဖြေလိုက်ပါမယ်ဒီနေရာမှာလိမ့်စားဖြေလို့ပြီးပြီဆိုရင်တော့တယောက်ကအလွယ်ကိုင်းဆိုးတဲ့နေရာမှာကြတော့ကျွန်တော်တို့လက်ရှိလုံနေတဲ့အလွယ်ကိုင်းကိုရွေးပေးရမှာဖြစ်ပါတယ် အလိုကိုင်းရွေးချယ်ပါဆိုတဲ့အကောင်ကိုတချမ်းနေလိုက်ပါမယ်။ဒီပေါ်ဆုံးကကျွန်တော်ကတော့ company employee ဆိုတဲ့အကောင်ကိုတချမ်းရွေးလိုက်ပါမယ်နော်။ဒီနေရာမှာကျွန်တော်ကတော့ overtime ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော် employee ကိုတချမ်းရွေးလိုက်တာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ဒီလိုမျိုးအချက်အလက်လေးတွေဖြည့်ပေးလို့ပြီပြီဆိုရင်တော့တယောက်ကအဝါရောက်လေးနဲ့ဆက်သွားပြီးဆိုတဲ့အကောင်ကိုတချမ်းနေလိုက်ပါနော်။ဒါဆိုရင်ဒီနေရာမှာကျတော့ကျွန်တော်တို့သူထပ်ပေးထားတဲ့အတိုင်လန်ထားလို့ရတာဖြစ်ပါတယ်နော်။တယောက်ကအဝါရောက်လေးနဲ့ဆက်သွားပြီးဆိုတဲ့အကောင်ကိုတချမ်းနေလိုက်ပါမယ်။နောက်ထပ်ဒီ နေရာမှာတင်တော်ပြလိုတဲ့ဝန်ဆောင်မှုတစ်ခုမှာသိုးခုကိုရွေးပါလို့ပြောတာဖြစ်ပါတယ်ဒီနေရာမှာကြတော့ထူမန်နင်းကတော့ကျွန်တော်တို့ကအချက်အလက်လေးတွေကောက်တာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒီနေရာမှာတစ်ခုကိုရွေးပင်းလိုက်ပါမယ်နော်ဒီရောက်ကငွေလွန်ငွေလက်ခန်းဆိုတဲ့ကောက်ကိုတစ်ချံရွေးလိုက်ပါမယ်ပြီးရင်ဒီရောက်ကဝါရောက်လေးနဲ့ဆက်သွမ်းမီးဆိုတဲ့ကောက်ကိုထည့်နေပါမယ်ဒါဆိုရင်အနောက်တဆင်ကျွန်တော်တို့အကောက်စကွက်ဝဲဖန်တီးပါဒီနေရာမှာကြတော့ကျွန်တော်တို့အသိုးပြလိုတဲ့ကောက်ရဲ့ password ကိုဖတ်တီးရမှာဖြစ်ပါတယ်နော်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော် password တစ်ချံ ဲ့ဖာတီးလိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်တို့ထူမနဲ့ကတိုးပြို့မဲ့ password ကိုဖာတီးလို့ပြပြီးဆိုရင်တော့တယောက်ကအဝါရောက်လေးနဲ့ဆက်သွားမည်ဆိုတဲ့ကောက်ကိုထည့်နေပါ။ โอเคဒါဆိုရင်ဒီမှာကြာတော့ကျွန်တော်တို့ Tuman နဲ့အကောက် level 1ဖွဲ့တာကတော့ပြီးသွားပြီဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီနေရာမှာ Tuman နဲ့အကောက် level 1ဖွဲ့မယ်ဆိုရင်တော့ passport တစ်ခုတည်းနဲ့ကျွန်တော်တို့ Tuman နဲ့အကောက်ဖွဲ့ပြီးတော့ပြုလို့ရတာဖြစ်ပါတယ်เนาะဒီနေရာမှာကျွန်တော်တို့ level 1ဖွဲ့မယ်ဆိုရင်တော့တယောက်ကကျွန်တော်တို့ဗမာနိုင်ငံကိုငွေလွှဲခြင်းဝန်ဆောင်မှုကိုကတော့ level 1ဖွဲ့မယ်ဆိုရင်တော့ပြုလို့ရမှာမဟုတ်ပါဘူးအကဲ၍မိစွေးမှာ PV passport တစ်ခုပဲရှိတဲ့ဆိုရင်တော့ကျွန်တော်တို့ Tuman နဲ့အကောက် level 1ဖွဲ့တာကတော့ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာ ဒါဆိုရင်ကျွန်တော်နောက်ထပ်ပိုင်ရောက်ကဒါမှမဟုတ်ဝပမယ်စမကာတွဲရှိတဲ့မိစေတို့အတွက်ဘလို့မျိုးထူမန်းရဲ့အကောင့် level 2ဖွင့်ရမှာလဲဆိုတော့ကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ရမှာကျွန်တော်တို့ level 2ဖွင့်မယ်ဆိုရင်တော့ဒီပေါ်က WhatsApp မှုအကောလောလောဖွဲ့ပါဆိုတဲ့အကောင့်ကိုတစ်ချက်နေလိုက်ပါနော် ကျွန်တော်တို့ဒီနေရာမှာထူမန်နဲ့အကောင် level 2ဖွဲ့မယ်ဆိုရင်တော့ဒီနေရာမှာရှိတဲ့အထောက်ထားတစ်ခုခုနဲ့ကျွန်တော်တို့ latte ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့တင်းလို့ရတဲ့ထောက်ထားတွေကတော့ဒီမှာအများကြီးရှိတာဖြစ်ပါတယ်နော်တဲ့ဘွားကစမန်ကာရဲ့နောက်ပြီးတော့ visa ဝပမဲဝပမဲစာအုပ်ဒီမှာကြောက်သား visa ပါယောက်ကန်ထိုင်းရင်မာ license ထိုင်းအိတ်ထောက်သူစီရင်တွေနဲ့ဒီမှာကျွန်တော်တို့ latte လို့ရတာဖြစ်ပါတယ်နော်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ကတော့ဒီနေရာမှာပါယောက်ကန်နဲ့တင်မဖြစ်တဲ့အတွက်ကြောင့်တယောက်ကပါယောက်ကန်ဆိုတဲ့ကောက်ကို တစ်ချန်နေတိုင်းပါတယ်။ Okay ဒါဆိုရင်ဒီနေ့ရမှာကျွန်တော်တို့ရဲ့ပိုင်းရောက်ကရဲ့ရှေ့ပိုင်းချမ်းကိုဓာတ်ပေါ်ရက်ပေးရမှာဖြစ်ပါတယ်။ဒီရောက်ကဓာတ်ပေါ်ရိုင်မြီဆိုတဲ့အကောက်ကိုတစ်ချန်နေတိုင်းပါမယ်။ โอเคဒါဆိုရင်ဒီနေ့ရမှာကျွန်တော်ရပိုင်ရောက်ကာရရှေပိုင်ချန်းကိုတစ်ချက်ဓာတ်ပေါ်ရပေးနိုင်ပါမယ်เนาะโอเคဒါဆိုရင်ဒီနေ့ရမှာကျွန်တော်တို့ဓာတ်ပေါ်ရတဲ့အချိန်မှာ channel လေးတွေကိုရှင်းရှင်းလင်းလင်းမြင်အောင်ရပေးပါเนาะကျွန်တော်တို့ရပေးလို့ပြီပြီဆိုရင်တော့ဒီဘောကဆက်သွားမည်ဆိုတဲ့ကောက်ကွန်ထန်နေပါပြီးတော့ကျွန်တော်တို့ပိုင်ရောက်ကာရနောဘယ်ချန်းကိုထည့်ပြင်ဓာတ်ပေါ်ရပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ပိုင်ရောက်ကာရနောဘယ်ချန်းကိုထည့်ပြင်ဓာတ်ပေါ်ရလိုက်ပါမယ် โอเคဒါဆိုရင်ကျွန်တော်တို့နော်ဘယ်ချမ်းကိုလည်ရဲလို့ပြည်ပြည်ဆိုရင်တော့ဒီရောက်ကဆက်သွားမီဆိုတဲ့ကောက်ကိုထပ်နေပါမယ်ဒီနေ့ရမှာကျွန်တော်တို့ရေးကြီးစောကတော့ချက်လက်တွဲကိုဓာတ်ပုတ်ရတဲ့ချိန်မှာရှင်းရှင်းလင်းလင်းရိုက်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီမှာသူကတော့စပြင်းလုံဆန်းနေပြီဖြစ်ပါတယ်เนาะကျွန်တော်ဒီနေ့ရမှာခဏလေးစောကြည့်ပါမယ်ဒါဆိုရင်လုပ်ငန်းခွင်သေးသေးချက်လက်များဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့ပိုင်ရိုက်ကာတန်မှာရှိတဲ့လုပ်ငန်းရဲ့လိပ်စာလုပ်ငန်းရဲ့အမည်ကိုထပ်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအပေါ်မှာဖြီးထားတဲ့လိပ်စာနဲ့ဒီရောက်ကပိုင် ောင်းကာတက်ကလေဆာကတူတယ်ဆိုရင်တော့ကျွန်တော်တို့တယောက်ကလက်ရှိလေဆာကိုတီးပြူပါဆိုတဲ့နေရာမှာမှတ်ချက်လေးချလိုက်ပါနော်ဒါဆိုရင်ကျွန်တော်တို့လေဆာထည့်ပြီးထည့်စရာမလိုတော့ပါဘူးတယောက်ကလုံငါခွင်အမီဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့လိုလိုနေတဲ့လုံငါခွင်အမီကိုအင်္ဂလိပ်ဘာသာစကားနဲ့ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တယောက်ကလုံငါခွင်အမီဆိုတဲ့နေရာမှာတစ်ချက်ထည့်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့အကောလုံးထည့်လို့ပြပြီးဆိုရင်တော့တယောက်ကအဝါရောက်လေးနဲ့အတီးပြူမီဆိုတဲ့ကောက်ကိုတစ်ချက်နေလိုက်ပါโอเคဒါဆိုရင်ဒီမှာကြည်ပါနော် ျွန်တော်တို့ထူမန်နေအကောင်11 2လန်ဖွဲ့လို့ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီမှာသူကတော့ကျွန်တော်တို့ရဲ့ဆောက်ရဆန်တာလေးတွေကိုစာပြင်းဆက်ဆက်ပေးနေပြီဖြစ်ပါတယ်အလို့ချင်းရှင်နာရဲ့အတွင်းမက်ဆေ့ကနဲ့တက်ဆက်ကြော်ပြမယ်လို့ပြောတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ဒီနေ့ရမှာထူမန်နေအကောင်ဖွဲ့လို့ပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဒီရောက်ကပြီးပြီဆိုတဲ့အကောင်ကိုတချန်နေလိုက်ပါမယ်โอเคဒါဆိုရင်ကျွန်တော်ရဲ့မက်ဆေ့တို့ကိုထူမန်နေအကောင် level 1 level 2ဘလို့မျိုးဖွဲ့လို့ရလိုက်ဆိုတာကိုမက်ဆေ့တို့နဲ့အတူတူလက်တွဲဖွဲ့ပြပေးခဲ့ပြီးပါဖြစ်ပါတယ်ကျွန်တော်ရဲ့မက်ဆေ့တို့အ ကိုလိုလန်ဖြစ်ဖြစ်ကြပါသေးတယ်နော်။နောက်ဗီဒီယိုလေးတွင်မှထပ်တွေ့ကြပါမယ်။ဘိုင်ဘိုင်။